မင်္ဂလာပါရှင်ရောင်ကေတချန်နဲ့နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။ငန်းစုံမြို့နယ်မှာစစ်တပ်စစ်ကြောင်းကြားပြတိုက်ခိုက်မှုစစ်သားလေးဦးသေဆုံး။မန္တလေးတိုင်းငန်းစုံမြို့နယ်မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းကြားပြတိုက်ခိုက်ရာစစ်သားလေးဦးသေဆုံးပြီးနှောက်ထိခိုက်တယ်ရရှိခဲ့ကြောင်း Special Traffic ငန်းစုံမှာတာဝန်ရှိသူကပြောတယ်။ယနေ့နိုဝင်ဘာလ10ရက်နေ့မနက်9:20မိနစ်ကမှငန်းစုံမြို့နယ်မြို့သားရဲစခန်းမှာစစ်ကား၂စီးနဲ့ခြေလင်းစစ်ကြောင်းလုံးနဲ့ထွက်လာတဲ့စစ်သားတွေကိုတော်လိုင်းတပ်ဖွဲ့တွေကအသင်းဆောင်စားပြီးမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရပါဗျာ။ ထို့တိုက်ခိုက်မှုတွင်ဂျပန်စစ်တပ်ဘက်ကစစ်သားလေးဝဲချင်းမိတိဆောင်ပြီးနှစ်ဦးထိခိုက်ဒဏ်ရာရှိကတော်လင်ရဲပေါ်တွင်အထိခိုက်မှုရှိပြန်လဲဆုံးခွာနိုင်ခဲ့တဲ့ရင်းတို့တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ဂျပန်စစ်တပ်ကကျွမ်းစင်ရာတွင်ကိုဝင်ရောက်ကနေအတွင်ရှိရွှေငွေနဲ့ပြည်သူတွေကိုလူသားအတိုင်းဖြစ်ခေါ်ဆောင်လာပြီးမြို့သားဘက်ကိုစစ်ကြောင်းပြန်ထွက်လာချိန်မှာတော်လင်တပ်ဖွဲ့တွေက40မမဘုံနှလုံးနဲ့အထက်မှပြေကတိုက်ခိုက်ခဲ့ကြောင်းထိုတိုက်ခိုက်မှုတွင်စစ်သားတွေထိခိုက်ဒေဆုံးရှိမှရှိကိုတိပြနိုင်ခြင်းမရှိသေးကြောင်းသိရတယ်။စစ်ခွေးတည်စင်းထတ်တိုးတေးရမျိုးတော့မကြအောင်စစ်ခွေးအင်အားကတရားကျော်လောက်ရှိတယ်။ စစ်ခွေးလေးဦးကနေရာနေပွဲချင်းမိတည်ဆောင်ခဲ့ပါတယ်မြို့သားရဲစကန်ဘက်ပြန်ဝင်မှာတနက်ပြဖို့ဝင်သွားတဲ့စစ်ခွေးဘက်တိခိုက်ပျက်စီးတာမကြမိသေးဘူးအဆိုပါတိုက်ခိုက်မှုကို special truck ဖွင့်ငန်းစုံဘွဲကလုံဆောင်ခဲ့ခြင်းဖြစ်ပြီးတော်လိုင်းရေးပေါ်တိခိုက်မှုရှိပြန်လဲဆုတ်ခွာနိုင်ခဲ့ပါတယ် ဆက်လက်ပြီးရန်ကုန်မြို့နယ်ဘကိုဘကဘတိုက်ခိုက်ရေးစစ်ကြောင်းတွေကိုထူထိုင်စစ်ဌာနကလက်နက်တပ်ဆင်ပေးပြီးစစ်တပ်ရဲ့တံပြန်ထိုးစစ်တွေကိုချိန်မုံရံနဲ့အထွေထွေစစ်တပ်အင်အားစုစည်းတိစောက်ခြင်းဥဆုံးရန်ကုန်မြို့နယ်ဘကိုဘကဘတိုက်ခိုက်ရေးစစ်ကြောင်းတွေကိုထူထိုင်စစ်ဌာနကလက်နက်တပ်ဆင်ပေးပြီးအကြမ်းဖက်စစ်တပ်တံပြန်ထိုးစစ်တွေကိုချိန်မုံရံနဲ့အထွေထွေစစ်တပ်အင်အားစုစည်းတိစောက်ခြင်းဖြစ်ကြောင်းအထူးတိုက်စစ်ဌာနတိုက်ကုတ်ခဲ့ရင်မူရဲဘော်အောင်ဆန်ရှာကပြောပါရယ် နိုဝင်ဘာလ10ရက်နေ့မနက်10:00နာရီကမှပဲခူးတိုင်းရှေ့တန်းစကန်တကူမှပြည်သူ့ကာကွယ်ရေးတပ်မတော်အထူးတိုင်းစစ်ဌာနကတိုင်းစစ်ဌာနစစ်စင်ကိုကဲမှုမှပြည်သူ့ကာကွယ်ရေးဖွင့်တိုက်ခိုက်ရေးစစ်ကြောင်းနေဖြစ်ကိုကဲမှုခံယူပြီးစစ်စင်ပူပေါင်းဆောင်ရွက်နေရန်ကုန်တိုင်းဘက်ကပါတိုက်ခိုက်ရေးစစ်ကြောင်းမွန်ပြည်နယ်ဘက်ကပါတိုက်ခိုက်ရေးစစ်ကြောင်းနေမွန်ပြည်နယ်ဘက်ကပါတိုက်ခိုက်ရေးစစ်ကြောင်းပဲခူးခရိုင်ဘက်ကပါ ဘကိုခရိုင်တိုက်ခိုက်ရေးစစ်ကြောင်းနေများလက်နက်သက်ဆင်ခြင်းကဏ္ဍပြုလုပ်ခဲ့ကြောင်းသိရတဲ့ဒုက္ခနာမှာအထူးတိုင်းစစ်ဌာနတိုင်းကုတ်ကဲရဲဘော်အောင်ဆန်ရှာနဲ့တုကုတ်ကဲရဲမှုရဲဘော်အီမီတွန်တို့ကအဖွဲ့မကပြောကြားခဲ့ကြောင်းထို့ပြင်တိုင်းစစ်ဌာနရရှိနေပြူအားမူတွေက PDF ဘက်ကပပူပေါင်းစစ်စင်ဂိမ်းဆိုင်သတင်းထောက်လှမ်းရေးတောက်ပုံဂိမ်းဆိုင်ဆွေးနွေးပြောကြားခဲ့ကြောင်းဆက်လက်ပြီးလက်နက်တွေကြီးပေါက်တွေကြီးခဲနေပြခဲ့ကြောင်းသိရတဲ့ကာကွယ်ဝင်ကြီးဌာနအောက်မှရှိပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ ပြည်သူ့ကာကွယ်ရေးဘက်ကဖွဲ့တွေကလူလက်နက်နဲ့တခြားထောက်ပံ့မှုတွေအလုံးအတူတကွမျှဝေတုံ့ဆွဲနိုင်ရမယ်။အဲ့ဒါမှစစ်စင်ရေးမှာအတူတကွပေါင်းစည်းသုံးနိုင်မယ်။အဓိကကတော့ရှိနေပြီးသား PDF ဘက်ကဖွဲ့ NDF တွေကမိပေကိုကံမှုတစ်ခုရောက်မှရှိပြီး EOS နဲ့လက်တွေဆိုင်တာနိုင်ဖို့နဲ့စစ်တပ်တံပြန်ထိုးစစ်တွေကိုချိန်မုံဖို့ရဲ့အတွေ့အထိစစ်တပ်အင်အားစုစည်းတိစောက်ခြင်းကိုအထူးတိုင်းစစ်ဌာနတိုင်းကိုယ်ကယ်ရေးမှုအောင်ဆန်ရှာကပြောတယ်။ အထူးတိုင်းစစ်ဌာနကပြည်သူ့ကာကွယ်ရေးတပ်မတော်စေအောင်ကျော်လမ်းညွှန်ချက်နဲ့ညတိုင်းစစ်ဌာနကုကဲမော်ရှိပြည်သူ့ကာကွယ်ရေးတပ်မတော်တန်ရင်နေလမ်းဟုတ်တော့ဖွဲ့ပြည်သူ့ကာကွယ်ရေးဖွဲ့တွေဒေသချေပြူကာကွယ်ရေးဖွဲ့တွေကိုစစ်ရေးအချိန်မြင့်ဆောင်ရလိုအပ်တဲ့အုပ်ချုပ်ရေးထောက်ပံ့ကိစ္စအဖြစ်စီရင်တဲ့ COC နေရက်နဲ့အညီနေရာတွေစုစည်းတည်ဆောက်ရေးကြိုးပမ်းစာလျှက်ရှိကြောင်းအထူးတိုင်းစစ်ဌာနကထုတ်ပြန်နေဆလဘီစစ်တပ်ရေကောက်ဖွဲ့ကိုထောက်ခံတဲ့လှုပ်ရှားမှုကမ်ပိန်းမှာနာမည်ကျော်မင်းသားမင်းသမီးနဲ့ ။မနုပညာရှင်နဲ့အားလုံးပါဝင် Forever Group မှာစစ်ထောက်လမ်းရေဟောင်းအရာရှိအောင်တင်ထောင်ကဦးစီးဖီအားပေးနေဂျပန်စစ်တပ်ရွေးကောက်ပွဲဥထောက်ခံတဲ့လှုပ်ရှားမှုကမ်ပိန်းတွေမှာနာမည်ကျော်မင်းသားမင်းသမီးနဲ့အနုပညာရှင်တွေအားလုံးပါဝင် Forever Group မှာစစ်ထောက်လမ်းဟောင်းအရာရှိအောင်တင်ထောင်ကမူစီဖီအားပေးနေကြောင်းပြန်ကြိုင်းဝင်ကြီးဌာနကပြောတဲ့စစ်တပ်ကတော့ပတ်စင်နဲ့စနေကြောင်းဆင်ဖြစ်ခဲ့စစ်ထောက်လမ်းရောင်းလည်းဖြစ်ပြန်ကြိုင်းဝင်ကြီးဌာနညွှန်ကြားမှုအောင်လည်းဖြစ်သူတိန်ထုံအောင်ကစစ်တပ်ရွေးကောက်ပွဲထောက်ခံတဲ့လှုံ့ဆော်မှုကမ်ပိန်းအားလုံးမှာမနုပညာရှင်တွေအားလုံးစွတ်တော်ရအားလုံးပါဝင်ရတဲ့အဓိကအစီအလုံးဆောင်ဖိအားပေးနေသူဖြစ်တဲ့ ပြန်ကြားရေးဝန်ကြီးမမောင်ကလည်းစစ်တပ်သူတပတ်စင်နဲ့အတူတက်ခဲ့တဲ့တိန့်ထောင်အောင်ကိုစစ်တပ် policy လိမ့်လည်ဝါရပြန့်တဲ့အလှုပ်ရှားမှုနဲ့ policy ရုပ်ရှင်ဇာတ်လမ်းတွေရိုက်ကွန်းတောင်းပေးရထားကြောင်းသိရတယ်။တိန့်ထောင်အောင်မှာဒုစစ်ကောင်းဆောင်ဆုံးဝင်တဲ့ဒုဗိုလ်ချုပ်ကြီးရာပြည့်ပြန်ကြားရေးဝန်ကြီးပိုကျော်အောင်မမောင်တို့နဲ့စစ်တပ်သူပတ်စင်20နှစ်ကိုအတူတက်ခဲ့သူလည်းဖြစ်ပါတယ်။တင်းထောင်ကတပတ်မှလည်း Forever Korea ထူထောင်သူဒုတိယဥက္ကဋ္ဌနဲ့တာဝန်ခံတအုပ်ဖြစ်ပြီးပင်တယောက်မှရုပ်ရှင်မျိုးတော်တိစားကမြေကရာပေါင်းများစွာပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ ဆလဘီလောင်လုံးမြို့နယ်ခမ406နဲ့ခမ409တိုင်တို့မှာစစ်မှုနဲ့တပ်သား3နဲ့စစ်သား2လင်းဝင်တနင်္သာရီတိုင်းလောင်လုံးမြို့နယ်မှာခမ406နဲ့ခမ409တိုင်မှာစစ်မှုတန်းတပ်သား3နဲ့စစ်သား2လင်းဝင်ရခဲ့ကြောင်းလောင်လုံးတပ်မဏီလက်ပြတစ်ဖက်တောင်ရှိသူကပြောတယ်နိုဝင်ဘာ9ရက်နေ့မှာဂျက်ဖက်စစ်တပ်ရဲ့ခမ406နဲ့ခမ409တိုင်တို့မှာစစ်မှုနဲ့တပ်သား3နဲ့စစ်သား2တို့လောင်လုံးတပ်မဏီလက်ပြနဲ့ဒေါနာချိန်မွေးတက်ခွဲခုနှစ်ဘွက်ကိုချိန်ဆက်ပြီးလင်းဝင်ရောက်ခဲ့ပါတယ်ထို့သောလင်းဝင်ရောက်လာသူလေးဦးကခမ406 တိုင်ကစစ်မှုရန်တပ်သားကိုအောင်နိုင်ဝင်ခမလီယာကိုတိုင်မှာစစ်မှုရန်တပ်သားကိုကျော်သက်တပ်သားကိုနေဝင်စောင်းနဲ့စစ်မှုရန်တပ်သားကိုအောင်မျိုးစောင်းဖြစ်ကြောင်းသိရတယ်။ရင်းစစ်မှုရန်တပ်သားတောင်းနဲ့စစ်သားတောင်းကိုလက်ရှိချိန်မှာလောင်လုံးတံမဏီလိပ်ပြ ALN SPF နဲ့ဒေါ်မချင်တော်၏တက်ခွဲခုနှစ် LPF တို့ကလုံခြုံစိတ်ချနေရကိုပို့ဆောင်ထားရှိပြီဖြစ်ကြောင်းသိရတယ်။လက်ရှိချိန်မှာတော်လင်ရေးနဲ့စီးရေးရှိန်မြင့်လာသည်နဲ့မျှပြည်သူ့ဘက်မှတရားပဲရတီလွယ်စစ်တပ်ကစစ်သားတွေရဲတပ်ဖွဲ့ဝင်တွေကိုပြည်သူ့ရင်ခွင်ကိုလုံပြီးအများဆုံးပူးပေါင်းပေးကြတယ်။တော်လင်ညီနောင်တွေကတိုက်တွန်းနေ။ ဆလဘီကပ်လူမျိုးနယ်မှာစစ်တပ်နဲ့ပြူစောတွေကကြည်ချင်းရွာရှိပြည်သူနေနေကိုမိရှုဖျက်ဆီးနေစကိုင်းနိုင်ကပ်လူမျိုးနယ်ကြည်ချင်းရွာမှာထိုင်ကြတက်ဆွဲထားတဲ့ဂျပန်စစ်တပ်နဲ့ပြူစောတွေကြည်ချင်းရွာရှိပြည်သူပိုင်းနေနေကိုမိရှုဖျက်ဆီးနေကြောင်းကျွလကပ်လူတက်ကြလို့ရှာသူဖွဲ့ကပ်လူကိုင်းတောင်ရှိသူကပြောတယ်နိုဝင်ဘာလ10ရက်နေ့မနက်9:15မိနစ်ကအချိန်ဂျပန်စစ်သားနဲ့ပြူစောတွေကကြည်ချင်းကျွာကိုမိရှုဖျက်ဆီးနေခြင်းဖြစ်ပါတယ်အကြပ်ဖက်စစ်သားတွေကကြည်ချင်းရကောင်ဩဂုတ်လအတွင်းကလျှက်စတိုက်မီရှုဖြက်စီမွေလှုပ်ဆောင်ခဲ့တဲ့ကြောင်းပြည်ဒေသပြည်သူတွေတံခါးနေသိရတယ်။ ကြမ်းဖက်စစ်တပ်ကစကိုင်းနိုင်ကလေးမြို့နယ်ရှေ့ဘဝလန်နယ်ကံဘလူမြို့နယ်မှာစစ်ကြောင်းတွေကိုရာကြီးရဲ့အစင်အားတွေနဲ့ချီတက်ပြီးပြည်သူပိုင်ကြားရတဲ့နေနေကိုစစ်ကြောင်းတို့မိရှုပ်ပြက်စီခြင်းပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်မှုတွေရှင်ရုံမြေလုံဆောင်နေကြောင်းတော်လိုင်းသတင်းမြစ်တွေကပြောပါရယ်ဆက်လက်ပြောဒီပိုင်းစစ်ပြကြင်အားကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလင်းနဲ့စက်တိုက်ပုံကျမှုပြည်သူတွေထိခိုက်ဒဏ်ရာပြီးတရားပြင်းထန်သူတွေပေါင်ကန်နေနေမိလောင်နေ စကိုင်းတိုင်းဒီပဲမြို့နယ်စစ်ပြချင်းကြားကိုဂျပန်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလင်းနဲ့စတိုက်ပုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူတွေထိခိုက်ဒဏ်ရပြီးတဲ့အပြင်ထက်သူတွေပါဝင်ကနေနေမီလောင်နေကြောင်းဒီပဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူကပြောပါရယ်။ယနေ့နိုဝင်ဘာလ10ရက်နေ့မိုးလဲ3:20မိနစ်ကဒီပဲမြို့နယ်စစ်ပြချင်းကိုဂျပန်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲတိုင်းလင်းနဲ့၃ချိန်ပြစ်ကတ်တိုက်ခိုက်ခဲ့ကြောင်းသိရတယ်။ဂျပန်စစ်တပ်လေကြောင်းတိုက်ခိုက်မှုတွင်ပြည်သူတွေထိခိုက်မှုရှိပြီးအရေးအတွက်ကိုတိပြုတ်နိုင်ခြင်းမရှိသေးကြောင်းထို့ပြင်နေနေထိခိုက်ပျက်စီးမှုရှိကြောင်းသိရပါရယ်။ ပြည်သူတွေထိခိုက်ဒဏ်ရာမျိုးရှိရရွာထဲကြာလို့တည်ထားရတယ်ထိခိုက်မှုသိစိတ်ကိုတော့မပြောနိုင်သေးဘူးပြည်သူဘဏ္ဍာထိခိုက်ဒဏ်ရာလဲဆိုတော့အရေးအတွက်ကိုဒီမပြောနိုင်သေးရပါမြေပြင်မှာလည်းကေဆေးတွေလုံဆောင်နေရောရှုပ်ထွေးနေရလေချောင်းကနေစတိုက်တက်နေသေးပါနေပြက်စီရမျိုးလည်းရှိပါတယ်မြေပြင်ကဖွဲ့စည်းအားလုံးစူးစမ်းနေသေးပါသုံးချိန်တီတီဂျက်ဖိုင်တာနဲ့ပြစ်တာလို့ဒီဘဲမြို့နယ်ပြည်သူ့အချုပ်အဖွဲ့တောင်းရှိသူကပြောတယ်တို့တို့လေချောင်းတိုက်ခိုက်ပြီးရနောက်ညနေ6နာရီခန့်မှာဒီဘဲမြို့နယ်စပ်ပြချင်းကြွာကိုဂျက်ဖက်စစ်တပ်ကလင်းနဲ့ပေါင်900ပုံလေးလုံးစတိုက်ပြစ်ချတိုက်ခိုက်သွားခဲ့ကြတယ် မကြမ်းဖက်စစ်တပ်လေးကြောင်းတိုက်ခိုက်မှုတွင်ထိခိုက်ဒဏ်ရာရှိသူများပြီးအတန်းအချင်းနေဆိုရန်သူတွေပောင်းဝင်ကလက်ရှိချိန်မှကြေရတွင်ရှိနေနေမီလောင်နေကြောင်းသိရပါသည်အခုချိန်ဒီပြင်းတဲ့ဒဏ်ရာဆိုရင်ရပဲရှဲတည်ဆုံးသူမရှိသေးဘူးထိခိုက်မှုကအတိအကျဆင်းမယူနိုင်သေးဘူးဒဏ်ရာရတဲ့ပြည်သူရမ်းများလို့မဆိုနိုင်ရေအတွက်အတိအကျတော့မသိရသေးတဲ့အတွက်အဲဒီကြောင့်မပြောလို့ဘူးလို့ဒီပိုင်းမျိုးနဲ့ပြည်သူ့ကြော်ရေးဘွဲ့တော်ရှိသူကဆက်လက်ပြောဆိုတယ်အလားတူဒုဗလ25ရက်နေ့ကလည်းဒီပိုင်းမျိုးနဲ့ ပုတ်တန်းရွာကိုဂျပန်စစ်တပ်ကဂျက်ဖိုက်တာနဲ့ဘုံနှစ်ကြိမ်ကျေကျတိုက်ခိုက်ခဲ့ကြအောင်ဒီဘဲမြွနယ်တွင်ရှိပြည်သူများအနေနဲ့လေကြောင်းအနေနဲ့ဒုသတိရှိကြရဲ့ဒီဘဲမြွနယ်ပြည်သူ့ချော်ရေးဘွဲကလည်းအသိပေးနှိုးဆော်ထားပါတယ်။နောက်ဆက်အပ်ပေးကြတဲ့အတွက်ဒုဝင်ကျေးဇူးတင်ရှိပါတယ်ရှင်။